ဆိုတော့ဇလိုင်းရဲ့အစက1996ခုနှစ်အိန္ဒိယရဲ့အလုံးကျုံဆုံးလို့နာမည်ကြီးတဲ့နာရှစ်သတင်းစာတိုက်မှာမာဒူဆူရန်ရဲ့အဖွဲ့ရဆက်ပစ္စည်းတွေကိုလိုက်လံဆက်ဆင်းနေပါတယ်။စက်ကင်ဆရာကဘုံနေဆက်ကိုဖွင့်ပြတော့ဘုံနေဆက်ကရှော့ဖြစ်ပြီးတော့မိထားတောက်တော့မှာကိုကြုံကြပါတယ်။မာဒူဆူရန်ကမနေ့ကဘုံနေဆက်တလုံးပြတ်ပြီးတော့ဒီနေ့လည်းတလုံးထပ်ပြတ်တာအကြောင်းဘာရီဖြစ်နေရလဲလို့မသိကြအောင်ဆောင်ပြီးတော့မေးပါတယ်။ဆက်ဆေးသူအဖွဲ့ဝင်တယောက်ကစက်ကင်အင်ဂျင်နီယာကိုမေးတော့စက်ကင်အင်ဂျင်နီယာကအသိဝယ်ဖို့မလိုကြောင်းပြောပါတယ်။ မာရူဇူရန်ခြာဒရာနဲ့ဘာဘတ်တို့ကတော့ပူးပေါင်းကြံစီထားတဲ့သူတွေဖြစ်တာအကြောင်းစိတ်ပြုံးနေကြပါတယ်။စစ်စေးသူကလက်ကျန်ပစ္စည်းစီးရင်ကိုကြည့်ကျင်တယ်လို့မာရူဇူရန်ကပြောတဲ့အခါမာရူဇူရန်ကမကြာခဏပျက်စီးမှုတွေအတွက်ဆက်ပစ္စည်းအပေါ်ရီယာရှိထဲရှိထဲနဲ့တုံးလိုက်တာအကြောင်းမလို့မကြံတော့ဘူးဆိုပြီးတော့မာရူဇူရန်ကပြောပါတယ်။နောက်တစ်ခါမှာတော့အဒူပိုင်ကသတင်းစာတိုက်ကွန်ပျူတာစီးရင်ရာဒီယိုချင်းဆိုပြီးတော့ကွန်ပျူတာချစ်ပြားတစ်ခုကိုပေးပါတယ်။ ဖရာရီတယောက်အလုပ်ထဲကိုရောက်တော့အဒူပိုင်ပေးထားတဲ့ cheese ပြားကိုထည့်လိုက်တဲ့ခါမှာတော့တယုံတော့ကွန်ပျူတာတွေက virus အကိုက်ခံရပြီးတော့ရပ်သွားကြပါတယ်။မကြခင်မှာပဲအဒူပိုင်ကဖုန်းဆက်လာပြီးတော့စိတ်ပူမနေဘူးနဲ့နောက်ထပ်ရန်30လောက်နေရင်တော့အလုပ်လုပ်ပြန်ကောင်းသွားလိမ့်မယ်လို့ပြောပါတယ်။အဒူပိုင်ကအခုအစားပြီးတော့ကွန်ပျစီအမာစာအဝင်ထွက်စီးရင်းတွေခဏရပ်သွားပြီလို့ဖရာရီကိုပြောပါတယ်။ဆက်လုပ်နေမယ်ဆိုရင်လည်းအကောက်ခွန်ရုံးဟောင်းကဒစိကောင်းချုပ်တွေကသုံးတော်မာရီမျိုးကိုသုံးတော်လောက်ရောက်သွားတာမျိုးနာဘူးမျိုးကိုပို့မဲ့ဒစိကောင်းချုပ်တွေကကိုလာဘူးမျိုးကိုရောက်သွားတာမျိုးတွေဖြစ်သွားနိုင်တယ်လို့သတိပေးပါတယ် မှားယွင်းတဲ့စီးရင်တွေဖြစ်တာအကြောင်းလေးဒစိကောင်းစာချုပ်တွေကအကောက်ခွန်ယုံအဟောင်းတွေကိုပြန်ရောက်လာနိုင်တယ်လို့အဒူပိုင်းကသတိပေးလိုက်ပါတယ်အဲ့လိုမျိုးလေဟာမှုတွေအတွက်ဘရာဒီကသူ့ကိုပြန်ပြီးတော့ I love you လို့ပြောရအောင်ရော်ကြီးပေးမယ်လို့အဒူပိုင်ကဂရီပေးလိုက်ပါတယ်။အဒူပိုင်ကနောက်တနေ့မှာတော့ပုံနှိပ်တိုက်မှာ HDD စစ်စင်းနေနဲ့စက်ကန်ကစက်ကိုရက်လိုက်ပါတယ်။အဒူပိုင်ကဆက်ရက်သွားတဲ့အတန်အောင်နားမခံနိုင်တဲ့သူဖြစ်တာအကြောင်းမလို့မီးမြန်ပါတယ်။စက်ကန်ကစက်ကိုထပ်ပြီးတော့တိုးနှွေးနဲ့မီးထားတောက်လိုက်မယ်လို့ပြောပါတယ်။ တစိကောင်းစာချုပ်တွေလည်းအရေးအသွေးကြာသွားနိုင်တယ်ဆိုတာကိုသူ့ရဲ့15နှစ်အတွေ့အကြုံအရသိရလို့ပြောပါတယ်။နေဆိုင်ညာဆိုင်ထက်တိုးတဲ့စက်ကဒီနုံးနဲ့ပဲထွက်လာမှာမလို့ဘလို့မှလုံးမရကြောင်းစက်ကိုင်ကပြောပါတယ်။အဲဒီအချိန်မှာပဲခါနာပူနာမှာရောက်နေတဲ့ slim mine စီကဖုန်းဝင်လာပါတယ်။ slim mine ကဖျားဘူးကားတွေမှာလည်းလူအပြည့်လူပြောတော့အဒူပိုင်ကပတ်စံလူရင်ထတ်တောင်းမှုနဲ့လူမွေးကိစ္စတွေကိုအတကုံလုပ်ပြီးခါနာပူနိုင်မြန်တဲ့ဖုန်းကိုလွှဲပြောင်းတက်လိုက်ဖို့မှာကြားလိုက်ပါတယ်။ကြောင်နေစေးုံနေဈေးတွေပြီးတော့အများသောအိမ်သာတတိလိရာအစာပြင်ပလိုက်လို့အဒူပိုင်ကစင်းပိုင်ကိုလှမ်းပါပါတယ် ဖုန်းပြောပြီးတဲ့အခါမှာတော့ပုံနှိပ်ဆက်အစ်စ်ထက်ဝယ်ကြဖို့အချိန်ကျပြီဖြစ်ကြောင်းအဒူပန်ပြောလိုက်ပါတယ်။မန်နေဂျာချုပ်မာလူစူရန်ကယာရူးနဲ့ပတ်စံရလာတဲ့အခါမှာလှချင်လာပြီးတော့ဇပင်းတူးတစ်ခုနဲ့မှန်ရှိမှာအလုရှုံနေပါတယ်။အဲ့ဒီအချိန် GK ရောက်လာပြီးတော့အခုတစ်ခေါက်အဒူပန်က25သိန်းမဟုတ်ပဲ350ပို့လိုက်တယ်လို့ပြောလိုက်ပါတယ်။အဲ့လိုနဲ့ပဲအဒူပန်ရဲ့လုပ်ငန်းကဆက်လက်လေးပတ်ခေရပါတယ်။အဒူပန်က GKCO ဖုန်းဆက်ပြီးတော့အဆင်ပြေမပြေစုံစမ်းပါတယ်။ ဂျေကရတော့အခုချိန်မှာသူတို့ကတစိကောင်းစာချုပ်တွေကိုရိုက်ထုတ်နေရမှာမဟုတ်ဘဲနဲ့ပတ်စံတွေကိုရိုက်ထုတ်နေရလို့ထင်မြင်နေကြောင်းအတူပိုင်အောင်အားရဝမ်းသာပြောပါရီဇူလမန်ကတော့ကိုရောင်စီဖြစ်တာဝန်ယူရပြီးစာချုပ်ပါကင်အချို့ကိုလက်ဆွဲအိတ်ထဲကိုထည့်ယူတာအပြင်ထွက်သွားပါရီအပြင်ထွက်ကနေမှစာချုပ်တွေကိုကုနေနာပေါ်တီးတီးခြားခြားတင်ကြဖို့စော်အိုးခဲ့ပါသေးတယ်ဆူလမန်ကဂိုရောင်တကားကိုပိတ်ကာဒဇိကောင်းစာချုပ်တွေပါတဲ့လက်ဆွဲအိတ်ကိုကားပေါ်တင်ပြီးမောင်းထွက်သွားပါရီ။အဲနောက်တော့အဝေးပြေးလမ်းမှတနီယာကကားသွားလာရှင်းတဲ့နေရာမှာကားကိုရပ်ပြီးတော့အပေါက်ခနာသွားပါရီ အဲဒီအချိန်မှာအခြားကားတစ်စီးကဆူလမန်ရဲ့ကားနောက်မှာလာရက်လိုက်ပါတယ်။ကားရက်လူကအပြင်ထွက်လာပြီးတော့ဆူလမန်ရဲ့ကားပေါ်ကတစ်စီးကောင်းစာချုပ်တွေပါတဲ့အိတ်ကိုယူပြီးတော့စက်ကူတထုံနဲ့လဲယူသွားပါတယ်။ဆူလမန်ကအပေါ်သွားပြီးတော့ကားပေါ်ပြန်ထိုင်ကစက်ကူတုပ်ကိုဖွင့်ကြည့်ပါတယ်။စက်ကူတုပ်တွေကပတ်စံတွေကိုတွေးလိုက်ရတော့မှဆူလမန်စိတ်ချပြီးတော့ပြန်လာပါတယ်။မုံမိုင်းရဲ့ကားစတန်ယုံဟောင်းကိစ္စဆူနူးပွဲမှာရန်နစဲလောက်ရန်နာထားရတဲ့တစ်စီးကောင်းစာချုပ်ကုံသွဲမှုတွေဦးစီးချုပ်ကဖူးထစ်နေရာကထုချေလောတောင်းနေပါတယ်။ ဘာရာဒီကတော့ Island U virus ကြောင့်စက်ပစ္စည်းချိုးရင်းတာပါလို့ပြောပြီးတော့ဖူးတင့်မှုကိုပြန်လည်ထုချေလိုက်ရပါတယ်။မာရူဆူရန်ကိုတော့မကြာခဏစစ်ဆေးမှုတွေလုပ်နေပါလျက်ဘာကြောင့်ဆက်တွေပြတ်ပြီးတော့မကြာခဏလေလံဆွေးနေရလေလို့မိပါတယ်။ဦးစီးမှုကမာရူဆူရန်ဝင်ကြီးချုပ်ဖြစ်လာတဲ့အခါစက်တရားခဏခဏပြတ်နေရပဲလို့ပြောပါတယ်။မာရူဆူရန်ကလည်းစက်ပစ္စည်းထုတ်လုပ်တဲ့စက်ယုံကိုဆက်သွယ်ပြီးတော့ဒီတန်တရားတွေကိုဖြည့်ရှင်းမှမေလို့ပြန်လည်ထုချေလိုက်ပါတယ်။ ကနဘူနာမှာတော့အဒူဘိုင်တို့ရဲ့ဦးဆောင်မှုနဲ့ဟိုဝါရီဖဲချိုးဖျက်ဖွင်းလိုက်ဒီအာရီကိုဆောက်လိုက်ဒါလေးလူလိုက်လုံနေရင်လည်းစလင်းပိုင်ကမြို့မျက်နှာပုံးတယောက်ဖြစ်လာပါပြီ။ဩဂရဦးလီတယောက်ကလည်းပျက်စီးယိုယွင်းနေရဲ့လမ်းနေတော့အလူခံနေပြီးတော့အဒူဘိုင်ကလည်းသူ့မှာပတ်စံထုတ်တဲ့ဆက်ရှိနေရာကြောင့်စိတ်မပူဖို့စားနောက်ပြောဆိုရင်းနဲ့အာမခံလိုက်ပါရီ။စလင်းပိုင်ကဝင်ရောက်ရှင်ပြန်ရမှာဖြစ်ပြီးမဲရရှိမဲ့ကိုယ်တွေတောင်းဖြစ်တယ်လို့လည်းပြောပြပါရီ။လမ်းနေကလည်းအင်္ဂလန်ကလမ်းနေလို့ဖြစ်တော်မေလို့အဒူဘိုင်ကအာမခံလိုက်ပါရီ။အဒူဘိုင်က ရှကီဂျီကိုဖုံးဆက်ပြီးတော့ခါနာဘူနာအရက်မှာရွေးကောက်ပွဲအတွက်ပြင်ဆင်စရာရှိတာတွေအားလုံးပြင်ဆင်ပြီးပြီဖြစ်တယ်လို့လည်းပြောပါရီသူတို့ညီကိုညောက်ကခါနာပူနာအပိုင်းထဲကတောခွေးတွေကိုအစာရေလိုက်ခွန်ကျူးရင်းနဲ့သူတို့ရဲ့ဝင်ပေါက်ထွက်ပေါက်တွေအကုန်လုံးအနောက်ရှက်ကင်းအောင်ရှင်းလင်းကြပါတယ်။တကယ်မှာတော့ခါနာပူနာကပြန်လာတဲ့အတူပိုင်းကဝေးပြီးလမ်းမမှာရှူရှူဖလာဝါနေရဲ့ဆူလမန်နဲ့တက်တက်တိုးပြီးတော့ရိတ်မိသွားပါတယ်။အတူပိုင်းကဆူလမန်ကိုဂိုရောင်စီကိုပြန်ခေါ်သွားပါတယ်။လမ်းတစ်ချောင်းမှာတော့ဆူလမန်ကအမူအရာတွေပြက်ပြီးတော့ဖြူဘက်ဖြူရောဖြစ်နေပါတယ်။ အဒူပိုင်ကအကျိုးဆောင်မိတဲ့ခါမှာတော့နောက်ကားစီးကကတ်လိုက်လာအောင်ဖြစ်တယ်လို့ပြောပါတယ်။ဘာကိစ္စမျိုးအပြင်ကိုထွက်တာလေးလို့မြင်တော့ဆူလမန်ကအယောင်းဝယ်ကိစ္စအကြောင်းလို့ဖြေပါတယ်။ဂူရောင်နဲ့ရောက်တဲ့ခါမှာတော့ပတ်ဆက်လူချင်းပါကတောင်းတိုင်းပေးနေပါလိမ့်ရဲ့။ဘာလို့ခိုးရလဲလို့အဒူပိုင်ကဆူလမန်ကိုမေးပါတယ်။ဆူလမန်ကလည်းတမုတ်တရားတွေကရည်တစ်ခွက်ဘသူ့ကိုထိခိုက်ပါလိမ့်လို့ပြန်ပတ်ပါတယ်။ဒီလိုနဲ့ဆူလမန်ကလည်းအဒူပိုင်ကိုတခိုးကြီးစားလို့ဆွဆွဲကအပြန်အလှန်တခိုးလို့တမုတ်ကြပါတယ်။အဒူပိုင်ကတော်တော်လေးကိုဒေါသထွက်လာပါပြီ။အားလုံးဝိုင်းတောင်းနေကြတဲ့ကအဒူပိုင်ကနောက်လူတွေနမူနာယူကြဖို့လို့ပြောပြီးတော့ဆူလမန်ကိုရိုက်တပ်ပလိုက်ပါတယ်။ ဆိုလမန်ကိုရိုက်တက်ပြီးရဲ့နောက်မှာတော့လူတက်တာလက်မြင်သေးတဲ့အဒူပိုင်ကစိတ်ချောက်ချပြီးတော့အေးအေးလေးပြက်ကမြင်းမြင်းသမားကလည်းဆိုလမန်ရဲ့မျက်နှာသာဖြစ်နေပါတယ်။အလုံးနဲ့2000ပြည့်နှစ်အော်တိုဘာလရွေးကောက်ပွဲအပြီးမှာတော့လွတ်တော်ကိုယ်စားလှယ်မဟာရီရှီထရာရဲ့ DJG ပါတီကအနိုင်ရခဲ့ပါတယ်။ဒါဟာ DJG ပါတီရဲ့ပထမဆုံးအာဏာရရှိမှုပဲဖြစ်ပါတယ်။ DSD ပါတီကရှခီပါတီနဲ့မဟာမိတ်ဖွဲ့စည်းထားတာဖြစ်ပြီးတော့ CM နေရာကိုတော့ဘသူရနိုင်တယ်ဆိုတာခံမနိုင်ခြင်းမရှိရသေးပါဘူး။အဲဒီမှာတူကာရန်ကဝင်ကြီးနေရာကိုရောက်လာခဲ့ပါတယ်။ အဒူဘန်ကတော့လူတွေကိုမူးအောင်လုပ်ပြီးမင်းနိုင်သွားရလားလို့တူကာရန်ကိုစနောက်နေပါရီဇင်းုံတို့ကမှတော့အဒူဘန်ဟာစစ်စည်းချက်ခံယူနေပြီးတော့ဇာဝင်ကဂျမ်းမာရဲ့ကိစ္စဆွေးနွေးနေခြင်းဖုံးဝင်လာကြောင်းမလို့ဇာဝင်ကိုနှုတ်ဆက်ပဲနဲ့ထွက်သွားပါရီဒီကေရဲ့ပြောပြချက်အရဂိုးရောင်ကိုအမြန်ပြန်လာတဲ့ခါဒေသခံလူမိုက်တွေကဂိုးရောင်ကိုရားစရာမရှိအောင်ဖျက်ဆီးမီးရှို့သွားမယ်သိလိုက်ရပါရီအဲ့ဒီမှာရဲတွေလည်းရောက်နေပြီးတော့ရဲတွေကလူမိုက်တွေကသူတို့စီကနေပြီးတော့လိမ့်စာလာတောင်းသွားတာလို့ကိစ္စပြက်ပြောပါရီဒါကြောင့်မလို့အဒူဘန်ကအားကိုးလို့မရတော့တဲ့ရဲတွေကိုကြော်ခွပြီးတော့လူမိုက်ခေါင်းဆောင်စီကိုရောက်သွားပါရီ သူရောက်သွားတဲ့ခါမှာတော့လူမိုက်ကောင်းဆောင်ဂျာတာကအိန္ဒိယရိုးရာယဉ်ကျေးမှုရှေးဟောင်းအကတခုကိုအကဆရာနဲ့လေ့ကျင့်နေတာတွေ့လိုက်ရပါတယ်။အဒူပိုင်ကဂိုင်းကောင်းဆောင်ဂျာတာကိုသူ့အတွက်ကောင်းချီးပေးပါသူ့ရဲ့အလုံးမှာရှေးရာယူပြီးတော့အတူတကွပူပေါင်းဆောင်ရွက်ပါလို့ငွေအိတ်နဲ့တကွဖိတ်ခေါ်ပါတယ်။ဂိုင်းကျုပ်ဂျာတာကအဒူပိုင်ကိုကောင်းချီးပေးလိုက်ပြီးသူ့ရဲ့ဘီဝန်ဒီမှာရှိတဲ့ဂိုဒေါင်တွေကိုအသုံးပြုခွင့်ပေးလိုက်ပါတယ်။စေမန်တို့နဲ့ပတ်သက်သွားတဲ့အဒူပိုင်ရဲ့ဂိုဒေါင်ကိုတော့ဘယ်လူမိုက်ကောင်းမှနောက်တစ်ခါထပ်ပြီးတော့မနှောက်ယှက်ရဲပဲအေဂျင်သွားပါတယ်။ ဂျာရိုက်ဘီကသူ့ဆရာအေးလေးဖောင်းနေစိတ်လေးကောင်းနေလို့ပြောတော့အဒူပိုင်ကမုတ်ချူဘူးနဲ့ထယ်ထားတဲ့ပတ်စံတွေကိုဂျာရိုက်ဘီကိုတလုတ်စာခွန်လိုက်ပါတယ်ခါနာပူနာရဲ့ရွေးကောက်ပွဲမှာဆလင်းမိုင်ကမူကွဲပါတီရဲ့ကိုစလေတနီယာအရွေးချေခံလိုက်ရပါတယ်မဲအောင်နိုင်ရေးပွဲမှာတော့အဒူပိုင်ကဆလင်းမိုင်ရဲ့ကိုစားဂျေးစုတင်တကပြောရင်ကိတ်မုတ်ခွဲကြပါတယ်နာဗီဇာနဲ့စီယာကပြိသက်ထဲကနေပြီးတော့ជីနူးစွာနဲ့အားပေးနေပါတယ်ညဘက်ရောက်တော့ JK နဲ့အဒူပိုင်ကအဒူပိုင်ရဲ့စကင်လေးရှိတဲ့ကလပ်ဘားတွေကိုရောက်လာခဲ့ပါတယ် အဒူပိုင်ကသူ့ရဲ့မဒန်လေးကိုလှမ်းနှုတ်ဆက်လိုက်တာကိုသူတို့ရဲ့တဝိုင်းနဲ့ထိုင်နေတဲ့ဘောစီလူလူဘာလူလူကောင်ကမြင်လိုက်ပါတယ်။အဒူပိုင်ကကောင်မလေးစီကိုရွှေမိုးငွေမိုးအနှင်းငယ်ရွာသွန်းဖြိုးပစ်လိုက်ပါတယ်။သူတို့နဲ့တဝိုင်းနဲ့ထိုင်နေတဲ့လူကအဲ့ဒါသူ့ဘာကြားဆိုတဲ့သဘောနဲ့ကောင်မလေးစီကိုတွားပြီးတော့ရွှေမိုးငွေမိုးတွေထပ်မံရွာချလိုက်ပါတယ်။ဟိုးပုတ်ဒီပုတ်လည်းလှုပ်လိုက်ပါတယ်။ဂျေကရောသူ့ရဲ့ဆရာကိုဘာလဲဟာဆိုပြီးတော့ကြည်နေပါတယ်။အဒူပိုင်ကအကမဲ့လူလူဦးနုတတူးတင်စံတပင်လေးမျက်ဆက်ပိုးဝင်တယ်လို့မခံမရက်နိုင်ဖြစ်ပြီးတော့ရွာစီထိုးလာပါတယ်။ တပတ်ကလူကလည်းမူးမူးနဲ့ဇက်တိုက်ဆိုသလိုပတ်စံတွေကိုချိန်နေပါတယ်။နောက်ဆုံးမှာစပွဲတို့ကတခြားစကင်တွေကိုဖယ်ခိုင်းလိုက်ပြီးတော့အဒူပိုင်တို့ဝိုင်းလူနေတဲ့စကင်တယောက်တည်းကိုဒုံခိုင်းထားပါတယ်။အဒူပိုင်ကတော့ဒီနေရာမှာတပတ်ကလူထက်အခြေအနေစိုးပါတယ်။သူကမူးမူးနေပေနဲ့ငွေမိုးတွေအကြကုံရွာနေရဖြစ်ပါတယ်။ဂျီကီကတော့အပူရှက်ပြီးတော့နှာမိုးနေက တားမရစီးမရဖြစ်နေတဲ့သူ့ရဲ့ဆရာကိုလက်မြောက်လိုက်ပါတယ်။နောက်ဆုံးဂျီကီကအဒူပိုင်ကိုဆွဲခေါ်လာတဲ့အခါမှာတော့မှအဒူပိုင်ကမကြည်မနဲ့နဲ့ရက်ကန်ရက်ကန်ပါလာတာပါ။နောက်ဆုံးမှာအဒူပိုင်ကသူ့ရဲ့တပည့်ရှက်တီကိုဖုန်းဆက်ပြီးတော့တကယ်ငွေဆက်ကိုအမြောက်များမှာယူလိုက်ပါ ರಿ အဒူပိုင်ကတောက်လဲတောင်မထားပေမူးလဲမူးမနေပေနဲ့အကမယ်လေးရဲ့အပေါ်ကိုတပန်းမိတပန်းငွေရီရီသွုံးပါလိညာပြားလုံးတဲ့ပတ်စံတွေကိုအချိန်တော်ကြကြကျဲလိုက်ရပါလိကောင်မလေးကမောပြီးတော့မကနိုင်တော့တဲ့အထိအဒူပိုင်ကပတ်စံတွေကိုကျဲခဲ့ပါလိသူနဲ့တပွဲတည်းထိုင်တဲ့သူကတော့အလျှော်ပေးပြီးတော့ပြန်သွားပါလိနောက်တနေ့မနေ့မှာတော့အဒူပိုင်ကညာတော့အကမယ်လေးနဲ့အတူတူဟိုတယ်တစ်ခုမှာနိုးထလာပါလိအဒူပိုင်ကမျက်နှာတင်းနေတော့မှဖုန်းကောဝင်လာပါလိဖုန်းကိုနားထောင်လိုက်တဲ့အခါမှာတော့ စူပါရှားကြီးအတူပိုင်ကြီးမင်္ဂလာပါဗျာဆိုတဲ့အတန်နဲ့ရဲဝင်းတန်းဒုံမီရဲ့အတန်ကိုကြားလိုက်ရပါတယ်။ဒုံမီကအတူပိုင်ကိုနာမည်ရေးစုကြည့်နေပြီဆရာလို့ပြောတဲ့အခါမှာတော့အတူပိုင်ကငါနာမည်ကြီးကငါသိပါတယ်လို့ပြန်ပြောပါတယ်။အတူပိုင်ကလေဘာလဲကစူပါစတားလို့မေးတဲ့အခါဘာကလတ်မှာတညာရေသိန်း90စူးချခဲ့တဲ့စူပါစတားတယောက်ကတရင်းစာရီထဲမှာနာမည်ကြီးနေတယ်လို့ဒုံမီကပြောပါတယ်။ဒုံမီကအတူပိုင်ကိုအယူလို့ခေါ်ပြီးတော့ပတ်စံအစ်စ်တွေကိုစူးချတယ်လို့ပြောတော့အတူပိုင်ကအဲ့ဒီကလတ်မှာငွေသားသိန်း90ကဘယ်လိုလုပ်ပြီးတော့ရှိမှလဲလို့ပြန်ပြောပါတယ်။ အဲ့ဒီအချိန်မှာပဲနောက်ထပ်ဖုန်းတကောကဝင်လာခဲ့ပြီးတော့ဒစိခေါင်းချုပ်စာချုပ်တွေပြင်ငွေဆက်ကူတွေကိုပါရိုက်ထုတ်နေရလားဆိုပြီးတော့တူကာရန်ကဖုန်းဆက်လာပြန်ပါလိသူ့အတွက်ရွေးကောက်ပွဲပြီးမှလုံနိုင်မဲ့ကိစ္စကိုအဒူပိုင်ကတညာရင်းနဲ့လုတ်ပြသွားတာပဲလို့ချီးမြှောက်ပြောဆိုလိုက်ပါလိအဒူပိုင်ကဒီသတင်းဘေးအကြားလေးလို့တူကာရန်ကိုမေးပြီး "तू ကတကယ်မင်းသမီးအစ်စ်ဆိုရင်တော့30ပဲပြီ तू မသုံးဘူး"လို့ပြန်ပြောလိုက်ပါလိတူကာရန်က "तू သတင်းကြားထားတာက360အခုက390တောင်ပဲ"လို့အဒူပိုင်ကပြောပါလိတူကာရန်ကလည်းနောက်တစ်ခါရွေးကောက်ပွဲမှာအဒူပိုင်ကိုအားကိုးလို့ရပြီပဲလို့ပြောပါလိ အဒူပိုင်ကလေသူ့မှာဘလို့လုတ်ပြီးတော့အဲ့လောက်ငွေရှိမှလေလို့ပြန်ပြောပါလိ။သူကရောဘလောက်အများကြီးဖြုံးရဲမှလေလို့ဒူကာရန်ကိုပြန်မင်းနေပါလိ။အဒူပိုင်ကစကားဆက်ပြောခြင်းစိတ်မရှိတော့တာကြောင့်မလို့သူ့ရောပြင်မထားဘူးမဟုတ်လားဆိုရဲဒူကာရန်ရဲ့စကားကိုပြန်မဖြေဘဲဖုန်းချလိုက်ပါလိ။နောက်တယ်လေရဲမှုနာဝဲရဲ့ဖုန်းကဝင်လာကသူကအားလုံးသိပြီးပြီလို့ပြောလာပြန်ပါလိ။ရဲမှုကပြီးခဲ့သမျှခဝါချပြီးတော့အကောင့်တင်းနဲ့ဘဝကိုပြန်လဲအသက်စားဖို့အတွက်အဒူပိုင်ကိုပြောပါလိ။ဖုန်းတွေကလည်းတကောပြီးတကောဇက်တိုက်ဝင်လာနေပြီးတော့အဒူပိုင်ကလည်းဖုန်းတွေကိုချချပြစ်နေရပါလိ။ JK ရဲ့ဖုန်းဝင်လာတဲ့ခါမှာတော့အဓိပ္ပာယ်အနားထောင်လိုက်ပါရီ JK ကညာတော့မလုပ်တင်တာမလုပ်ဖို့အတန်တန်တားရဲ့ဂျားတွေကမမူးပဲလွတ်နေတယ်လို့အဓိပ္ပာယ်ကပြောပါရီမနက်ကနေအခုချိန်ထိပုံနှိပ်တိုက်ကိုဝင်နေတဲ့ဖုန်းတွေကအဝင်60လောက်ရှိကြောင်းနေပြောပြင်ကြွက်လို့နေမယ်ဆိုပြီးတော့အခုတော့ကိုမီးကိုကိုမျိုးမိနေတယ်မွေးဖြစ်နေပြီလို့ JK ကပြောပါရီအခုတော့စာလောင်နေတဲ့တောခွေးတွေကချင်းသေးကိုဝိုင်းဆွဲဖို့လာနေကြပြီလို့အဓိပ္ပာယ်ကို JK ကသတိပေးလိုက်ပါရီ အဒူပန်ကဆုံးသွားပြီးတော့ဖုန်းချလိုက်တဲ့အချိန်မှာအခန်းထဲကနိုးလာတဲ့အကမေလီကသူ့ကိုလမ်းတစ်ဖက်ဆန်တန်းပြီးတော့စီးချိုလိုက်ချိန်မှာအဒူပန်ကလေကောင်မလေးကိုအီးပါခြင်းတလုံးငုံမဲ့မဲ့မျက်နှာနဲ့လမ်းကြည့်ရင်ဒီပိုင်းလေးကလည်းပြီးဆုံးလို့သွားခဲ့ပါတယ်ခင်ဗျာကနာဒီကဂျေဗရီဂျီဗရန်ကမိတ်ဆွေတချို့နဲ့ညလာစားနေပါတယ် သူတို့ကကြီးခဲ့မှုတဲ့ရုပ်ရှင်တွေရိုက်ကွင်းပေါ်ကအလွဲတွေအကြောင်းပြန်ပြောင်းပြောင်းရင်းနဲ့ရတာခံနေကြပါတယ်။အဲဒီအချိန်မှာပဲဂျီရန်ကပရင်းပေါက်မှာလူစိုးလိုထင်ရတဲ့မျက်နှာတွေလှမ်းတွေ့လိုက်ရပါတယ်။နောက်တစ်နေ့သတင်းစာမှာတော့ကာနာဒီကကျဲပွင့်ဂျီရန်ပြန်ပေးအစွဲခံရတဲ့အကြောင်းသတင်းစာခေါင်းကြီးပိုင်းတွေမှာပါလာပါတယ်။ဗန်စီပြောပြန်ပေးဆွဲရဲ့အဖွဲ့ရဲ့နာမည်ကနာမည်ကြီးပြန်ပေးအဖွဲ့နီဂျီလင်ကန်အဖွဲ့ပဲဖြစ်ပါတယ်။ကာနာဒါကရဲစခန်းကရေးတွေကလည်းမနီကလေးကအခုချိန်ထိအလုရှုံနေကြပါတယ်။ဒေသခံတွေကတော့လုံခြုံမှုမရှိတဲ့အခြေအနေကိုထိတ်လန့်နေကြပြီးတော့ ဂျီဗရန်လွမြောက်ဖို့အတွက်စူတောင်းပွဲတွေကျင်းပနေကြပါရီရဲတွေကလည်းလူစုလူဝေးတွေကိုအကြမ်းဖက်နှိမ်နှင်းပြီးတော့အထီးကရုံးတပ်ဖွဲ့ဖြစ်ပွားခဲ့ပါရီနေဂျီလင်ငန်နဲ့အဖွဲ့ကဂျီဗရန်ကိုပြန်လွတ်ပေးစေချင်တယ်ဆိုလို့ရှိရင်တော့တန်းတရာ90ပေးရမယ်လို့ပြောပါရီအဲ့ဒီရေးကတော့အစိုးရအထိပတ်သက်လာပြီးတော့အကြီးအကဲတွေကအုံနောက်6လေးကြပါရီရဲမှုတယောက်ကလည်း NGO နေနဲ့စစ်စင်တခုဖန်တီးကစီစဉ်မှုအကြံပေးပါရီလူကြီးပိုင်းကလည်းအချိန်နဲ့အရင်းမြစ်ကိုမသိရပဲစီစဉ်ခွင့်မရှိကြောင်းပြောပြပါရီ ရဲမှုကလေလမ်းမောကအချင်းနေတာစိုးရွားလာကြမလို့အချိန်ဆွဲဖို့မဖြစ်နိုင်ဘူးလို့ပြောပါတယ်။ပြန်မင်းငွေနဲ့အစိုးရကရွေးပြီးတော့ပြန်ယူမယ်ဆိုလို့ရှိရင်လေအစိုးရအနေနဲ့တိတ်ခါကြနိုင်ပြီးတော့ဒီတိုင်းထားမယ်ဆိုလို့ရှိရင်လေဂျီဗရန်ရဲ့အသက်အန္တရာယ်ကစိုးရင်ရကြမလို့စုပ်လဲစူးစားလဲယူအချိန်နေနဲ့ရင်ဆိုင်နေရတာပါ။စေးဆက်ရေးအနေနဲ့ဆွေးနွေးကြည့်ဖို့မရန် DBG ကအကြံပေးပါတယ်။မွန်ပိုင်းမြို့ရဲ့လမ်းမတနေရာမှာ JK နဲ့အတူပိုင်းကကာမောင်းကြီးနဲ့စကားပြောလာပါတယ်။ ဂျီကရပြန်ပြီးအဖွဲကိုညံကောင်းနေလို့ချီးကျူးပြီးတော့ဒီခေတ်ဒီအချိန်တွေမှာလူစိုးရောင်ဆောင်ဖို့မလွယ်ကူတဲ့အကြောင်းတွေသူတို့ကတော့ကိုယ်နဲ့အပိကိုတစ်တည်းလောက်ရတော့မေးလို့အကြံပေးပါရီအလူပိုင်ကလူတွေကသူတို့မြင်တာနဲ့သွေးဆုပ်ချိန်နေကြရီအခုသူတို့စီမှာပတ်စံနေထားစရာမရှိတော့ပေမဲ့သူ့စီရနေထပ်ပြီးတော့လိုချင်နေကြရီလို့ပြောပါရီဆက်ပြီးတော့အခုဆိုရင်သူကတော့ကိုယ်လူတလောက်ကိုပေးပြီးတော့သူ့ရဲ့ခြေပွားအောက်ကိုထည့်ထားလို့ရတယ်လို့လည်းပြောပါရီနောက်တစ်နေ့မှာတော့ ဘရာဒီကသပင်းရောင်စိုးနေတော့မှာအဒူပန်းဖုန်းဆက်ပြီးတော့အဘေးကိုတည့်တွက်ပုံစံပြောင်းထားတာကြောင့်လိုချင်တာကိုပြောစီပါရီဘရာဒီကတပတ်လုံး၃သိန်းနဲ့လားစဉ်သိန်း၃၀ပေးရမယ်ဆိုပြီးတော့သဘောတူလိုက်ပါရီအဒူပန်းရဲ့သူ့ရဲ့တော်ခွေးစီကိုအဘေးကိုကိစ္စဖုန်းဆက်ကညှိနှိုင်းပြီးတော့အားလုံးအတန်ဖမ်းထားလိုက်ပါရီအဲဒီနောက်မှာတော့သူကကြွလို့နေခဲ့တာကြောင့်မလို့ဘယ်သူမှထိလို့မရဘူးထင်ခဲ့ပေမဲ့သူကချင်းနေမှန်တောက်ကတီးသွားခဲ့တာကြောင့်မလို့တော်ခွေးတွေကပို့ပြီးတော့လောဘကြီးလာပြီလို့ရည်ရွတ်ပါရီ အဲအားကြောင့်မို့လေအဒူဘိုင်ကဒေါခွေရဲ့အတန်ဖိုင်ကိုဖမ်းထားပြီးတော့လုံုံစိတ်ချတဲ့ဘန်တက်တာတွေမှာတောက်ခတ်ထားလိုက်ပါလိ။ GK ရဲ့လက်ထက်ကိုတော့အပ်ပြီးတော့ဒါဟာတာမန်တော့တချောင်မဟုတ်ဘဲနဲ့ဒေါခွေကိုတက်နေမှုဖနှက်လို့ပြောပြီးတော့တင်ထားစီလိုက်ပါလိ။နောက်နေ့မှာတော့ရှကီယာအဒူဘိုင်စီကိုဖုန်းဆက်ကပတ်စံနေသုံးပြီးတော့စလင်းမိုင်တယောက်ရွေးကောက်ပွဲမှာနိုင်သွားခဲ့တယ်လို့အကမဲ့ပါဝင်ကိုလည်း390စူးချတာကြောင့်မလို့ခါနာတာကာကိုအမြန်ဆုံးပြန်လာခဲ့ဖို့လမ်းခေါ်ပါလိ။ ရကီးယားဂျီဗရန်ပြန်ပြီးအစွဲခံရမှုတွေတိန်းတရာ90တောင်းလာတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အဒူပိုင်းနဲ့ဆွေးနွေးနေပါတယ်။အစိုးရမှတန်းတရာ90ရှိဖို့လည်းမလွယ်ကူကြောင်းဒီအချက်ကရွှေအခွင့်အရေးဖြစ်တယ်လို့အဒူပိုင်းကပြောပါတယ်။အိန္ဒိယမှာဒီလိုငွေသားအများကြီးသုံးဆွဲနေတဲ့သူက RBI ပြီးလို့ရှိရင်တော့အဒူပိုင်းသာရှိပါတယ်။အဒူပိုင်းကတော့သူဟာအလောက်ထိမချမ်းသာကြောင်းညင်းဆန်ပါတယ်။ရကီးယားတော့ကာဘွဲရဲ့ကောင်မလေးပါဝင်ကိစ္စကိုသူသိတယ်လို့သူတို့ရောက်ရင်းနှီးမှုကိုလည်းလူရန်အသိရလို့ပြောပါတယ်။အဲနောက်တော့မှအဒူပိုင်းကအဲ့ဒီခွင့်အရေးကိုလက်ခံလိုက်ပါတယ်။ ဲ့ဒီပြဿနာကြီးပြေလည်သွားရင်ရှကီနဲ့အစိုးရကြားရင်းနှီးမှုတိုင်ရုံးစင်ကျိုးကလည်းပို့ပြီးတော့ခိုင်မြင်းလာမယ်လို့ရှကီကမျှော်လင့်ထားတာပါအဲဒီဘက်ကနိုင်ငံကြီးမှာအာဏာရှိတဲ့သူကအနိုင်ရတတာကိုသိပြီးတော့အစိုးရရဲ့အကူအညီကိုရကျင်တာမျိုးမဟုတ်ဘဲနဲ့အစိုးရရဲ့တစိ့တစ်ပိုင်းဖြစ်ချင်နေရပဲဖြစ်ပါတယ်အဲဒီဘက်ကခါနာကာတာမှာဝင်ကြီးတနေရလိုချင်နေရပဲဖြစ်ပါတယ်ရှကီကအဲ့ဒါကိုအာမခံပြီးဖို့ခေါ်လိုက်တာမဟုတ်ကြောင်းပြောပါတယ်အဒူဘန်ကလည်းထားထွက်ပြီးတော့ပြန်သွားပါတယ်ရှကီကဝင်ကြီးချုပ်စီကိုဖုန်းဆက်ပြီးတော့အဒူဘန်ကညှိနှိုင်းမှုခက်ခဲကြောင်းပြောပါတယ် ဝင်ကြီးချုပ်ကလည်းညှိနှိုင်းလို့မရခဲ့ရင်ရှက်ခီဝင်ကြီးချုပ်ဖြစ်ဖို့ကလည်းခက်ခဲသွားကြောင်းပြောပါလေ။အပြန်လမ်းမှာတော့အဒူပိုင်ကသူမှားခဲ့ရတယ်လို့သူသိပြီးတော့ပြန်လဲပြင်ဆင်မှုပြင်ဆင်နေတယ်လို့စလင်းမန်အောင်ပြောပါလေ။ညာဘက်အိမ်မြောင်းတဲ့ခါမှာတော့နာဖီဇာကတစ်ဖက်ကိုလှည့်နေပြီးအဒူပိုင်ကိုလည်းစကားမပြောဘဲနေနေပါလေ။နောက်တစ်နေ့မနေ့မိုးလင်းလာတဲ့ခါမှာတော့အဒူပိုင်ကနာဖီဇာရောဇီရာရောပါရှာမတွေ့ပဲဖြစ်နေခဲ့ပါလေ။အဒူပိုင်ကနာဖီဇာကိုဖုန်းဆက်ပေးမယ်နာဖီဇာကဖုန်းမကင်မနေပါလေ။ ဇီယာရဲ့ဖုန်းကိုခေါ်တဲ့အခါမှာတော့နာဗီဇာကဖုန်းကိုလက်ခံစကားပြောပြီးတော့နောက်ထပ်မဆက်သွယ်ဘူးနဲ့ဒီဘိုးကဒီမျှပဲလို့ပြောပါတယ်။ခါနာကာတာမှာတော့ဝင်းနီချုပ်ကစူပါစတာဂျီဘရန်ကိစ္စမှာအတူပိုင်ပါဝင်အောင်လုပ်ရမယ်လို့သူ့ရဲ့လူတွေပြောပါတယ်။အဲဒီကိစ္စအတွက်သူ့ရဲ့တပည့်အာဗင်ကိုမွေးမသေးဒုံမချိုးလို့ပို့တောင်းဝင်ပေးလိုက်ပါတယ်။ခရိုင်ရဲဘူးကခါနာကာတာရဲစကန်မှုကိုရာနီကန်ကိုခေါ်ပြီးတော့ဘန်ဂလောမှာတရားမွေးတစ်စိကောင်းနေကြောင်းသတင်းရထားပြီးတော့အဒူပိုင်းဆိုတဲ့လူကကြိုးကင်နေလို့သတင်းပေးပါတယ်။ တကူသောမနက်ခင်းမှာအဒူဘိုင်းရဲ့အိမ်တကားဝါကိုဆူလမန်ရဲ့အမိအားရောက်လာပါသည်ဆူလမန်ဟာလွန်ခဲ့တဲ့9လကတည်းကအဆက်အသွယ်ပြတ်သွားခဲ့ပြီးလားစင်ထောက်ပံ့ငွေကတော့ပုံမှန်ရောက်လာခဲ့တယ်လို့ပြောပါသည်အဒူဘိုင်းကတူကရန်ရဲ့တက်ခဲတဲ့ဆူလမန်အကြောင်းကိုပြန်တွေးမိနေပါသည်ဆူလမန်ကိုဖုန်းဆက်အကြောင်းကြားပြီးဖို့မိခင်ပြတူကအမှားကြားနေပါသည်အဒူဘိုင်းကတော့ယူဂျီအောင်ဆောင်ပြီးတော့ဆူလမန်ရဲ့အမိကိုပြန်လွှတ်လိုက်ပါသည်အဒူဘိုင်းကဆူလမန်ရဲ့မိခင်ကိုပြန်ပုတ်ရင်လည်းကလေးတစ်ယောက်ရဲ့ဘောလုံးကိုကောက်ပြီးမှဆူလမန်ကိုမြင်အောင်ပြီးတော့မူလေသွားပါသည်အဒူဘိုင်းကအစင်းကိုရောက်သွားတဲ့အခါမှာတော့ နာဗီဇာနဲ့ဇီယာကလာရောက်ကြည့်ရှုပါရီစကမ်မှုရာနီကတော့စာချုပ်တစိကောင်းတွေတဲလာတဲ့အဒူဘိုင်းရဲ့ကော်ဒီနာတစည်းကိုဖမ်းဆီးပြီးတော့တရေစာရှင်းလင်းပွဲတစ်ခုလုပ်နေပါရီဘင်္ဂလောလွတ်တော်ရုံးမှာတစိကောင်းတွေရဲ့ကိစ္စကိုလွတ်တော်အမတ်တယောက်ကတင်ပြနေပြီးတော့ကျန်တဲ့ဒေါ်ခွေးတွေကတော့ဘာတက်တည်ရှိလို့လဲဘာညာနဲ့ကန့်ကွက်ကြပါရီတရားဆွဲဖို့တင်ပြလာတဲ့လွတ်တော်အမတ်ကတော့လမ်းပေါ်ကတာမန်ဗန်ကားတစည်းပေါ်မှာတော့မှတစိကောင်းချုပ်တွေကိုတွေ့နေရတာဟာအကျင့်ပြတ်ခြားစားမှုတစ်ခုသာဖြစ်ကြောင်းရှောက်ထားပါရီ နောက်ကွယ်မှာအလွန်အင်အားကြီးပြီးတန်မာရီလက်စုံရှိနေရာကြောင့်သာဒီလိုလူတွေကဇောင်းကျောနေတာဖြစ်တယ်လို့ပြောပါရီဒီနိုင်ငံရဲ့အုပ်ချုပ်ရေးရန်ရီယာကိုငဒုံယူတွေကဖျက်ဆီးနေကြပြီလို့အဲ့ဒီမက်ကပြောလိုက်တဲ့အခါမှာတော့နောက်တစ်ယောက်ကသူ့ကိုစော်ကားတယ်လို့ပြောပါရီရှောင်းလွှဲချက်တင်တဲ့အမက်ကဖျက်ဆီးရတဲ့မှာပါရင်တော့ငဒုံယူပဲလို့ပြောတာကြောင့်လွတ်တော်ရဲမှာအများနဲ့တယောက်ထားညီကြပါရီစင်းုံတက်နေတဲ့အဒူပိုင်းနဲ့နာဖီစာကိုဇီယာကဂျာရီယာနေပြီးညှိပေးနေတယ်လို့အဒူပိုင်းကလည်းသူ့ရဲ့ပြဿနာကိုရှင်းပြဖို့ကြိုးစားပါရီ ဒါပေမဲ့အဲ့ဒီအချိန်မှာဖုန်းဝင်လာကြောင်းမလို့ဆက်ပြီးတော့မတောင်းမန်တော့ပဲဖုန်းကိုကောက်ကန်လိုက်တဲ့အတွက်အဒူပန်ကနာဖီစာစိတ်ဆိုးပြီးတော့ထွက်သွားတာအပြင်မှာထိုင်နေပါလေ။စလေးမန်ကဖုန်းဆက်ပြီးတော့ကိုရီးနားတစည်းကိုဘင်္ဂလောကရေးတွေကဖမ်းထားကြောင်းနေအဲ့ဒီကိစ္စကပြဿနာတက်နေပြီလို့အတိပေးတာပဲဖြစ်ပါလေ။မကြခင်မှာသူနာပြုဆီယာမားကနာဖီစာရုစီကိုရောက်လာပြီးတော့အဒူပန်ရှာမတွေ့တော့ကြောင်းပြောပြလာပါလေ။အဒူပန်ကတော့ဘင်္ဂလောပြည်နယ်ဝန်ကြီးချုပ်စီကိုတွားရောက်တွေ့ဆုံပြီးတော့အလွန်များပြားလာတဲ့တန်150တန်ခီးဆောင်အိတ်တွေကိုပေးပြီးတော့လက်တွဲဖို့ညှိနှိုင်းလိုက်ပါလေ။ ဝင်းကြီးချုပ်ကလည်းတပီနယ်လုံးကစိတ်ဝင်စားရီဟီးရိုးစူပါစတာလွတ်မြောက်မှုနဲ့အတူအတူပိုင်းရဲ့လမ်းတွေလည်းအကုန်ပွင့်သွားမယ်ဖန်စီခံထားရတဲ့သူတွေပါလွတ်ပေးမယ်ပြင်ပြစ်မှုအားလုံးလည်းဖျောက်ဖျက်ပေးမယ်လို့ဝင်းကြီးချုပ်ကကတိပေးပါရီအတူပိုင်းကဝင်းကြီးချုပ်ကိုရွေးကောက်ကန်ကိုယ်စားလှယ်သူ့ရဲ့ညီဆလင်းပိုင်းနဲ့မိတ်ဆက်ပေးပြီးတော့ဝင်းကြီးဖြစ်တဲ့တိစောင့်ရှောက်ပေးဖို့အနံ့လိုက်ပါရီနောက်တစ်နေ့မှာတော့သတင်းစာတွေမှာစူပါစတာဂျီဘရာဟန်ကပြန်ပြီးဆွဲထားခံရကနေပြီးတော့လွတ်မြောက်လာကြောင်းသတင်းတွေကပလူပြန်တယ်လို့မျိုးဝင်လာပါရီ အဒူမိုင်ကစေးစစ်ချက်ယူထားတဲ့ဆေးရုံကိုတွားရောက်ပြီးတော့ဆရာဝန်စီမှစေးစစ်ချက်ယူလိုက်ပါတယ်။ဆရာဝန်ကအဒူမိုင်ရဲ့သူရဲမှာ HIV virus ပိုးတွေတွေ့ရှိရကြောင်းပြောပါတယ်။အဒူမိုင်ကသူက AIDS ဖြစ်နေရလားလို့မေးတော့အဲ့ဒီအဆင့်ကိုမရောက်သေးကြောင်းပိုးတွေ့ရှိရုံအဆင့်သာဖြစ်ကြောင်းပြောပါတယ်။ရင်းထက်ကျမ်းမာရေကိုပို့ပြီးတော့ဂရုမစိုက်ဘူးဆိုရင်တော့ပိုးတွေပွားလာပြီးတော့ခုခံအကြဆင်းကအေးကိုက်သွားနိုင်တယ်လို့သတိပေးပါတယ်။ဆရာဝန်ရဲ့ပြောပြချက်အရတော့ပိုးရှိသူနဲ့ဆက်ဆံဘူးတဲ့သူတိုင်းစေးစစ်ချက်ရယူသင့်တယ်လို့ပြောလိုက်ပါတယ်။အဒူမိုင်ကခြေကွဲဝမ်းနည်းစွာနဲ့တင်းကိုးစိန်နဲ့သူဝယ်ယူထားခဲ့တဲ့ အကယ်ဒမီမဲလေးပါဝင်စီကိုရောက်သွားပါတယ်အဒူပိုင်ကသူ့ရဲ့စီစစ်ချက်ကိုပြပြီးတော့အကယ်ဒမီမဲလေးကိုဆက်ဆွဲပါတယ်အကမဲလေးပါဝင်ကလည်းအဒူပိုင်ကိုကောင်မလေးပဏျောင်းနဲ့အိတ်ခဲ့တယ်လေဆိုတာသူ့ကိုယ်သူပြန်ပြီးခိုင်းပါတယ်အဒူပိုင်ကအကမဲလေးပါဝင်ရဲ့နှင်းထုတ်တာကိုခံလိုက်ရပါတယ်အဒူပိုင်ကသူကနာဖီဇာနဲ့အိမ်တော်ရဲ့အဆင်မပြေတာကြောင့်မလို့ယင်းနှိမှုမရှိခဲ့တာကြားပြီးဖြစ်တာမလို့နာဖီဇာကလုကင်းနိုင်တယ်လို့ဂျေကီကိုပြောပါတယ်အဲနောက်တော့အဒူပိုင်ကနာဖီဇာရဲ့အိမ်ကိုပြန်သွားပါတယ်သမီးပြသူဇီယာကသူ့ကိုတကားလာဖွင့်ပေးလိုက်ပါတယ်အဒူပိုင်ကနာဖီဇာကိုစကားနဲ့နဲ့ပြောခွင့်ပေးဖို့တောင်းဆိုလိုက်ပါတယ် နာဗီဇာကတော့မီးပိုကန်နေမှာချက်ပြုတ်ရင်းနဲ့စိတ်ဆိုးနေပါတယ်။အဒူဘန်ကအဆဆအရာတိုင်းမှာသူ့ဘက်ကအမားရီကြီးပဲဖြစ်ကြအောင်ပြောပြပါတယ်။သူ့ရဲ့အမားရီကနာဗီဇာရဲ့မျက်နှာနဲ့မျက်လုံးထဲမှာရှိနေတဲ့မကျေနပ်ချက်တွေအားလုံးနဲ့ပတ်သက်နေတာကိုဝန်ခံတဲ့အကြောင်းလည်းပြောပါတယ်။နာဗီဇာကပတ်စံဘလောက်ထိရရင်လုံလောက်ပြီလဲလို့အဒူဘန်ကမေးပါတယ်။ဘာလို့ခြင်းနေရလဲဘာလို့ပေးရမှာလဲလို့မေးပါတယ်။နာဗီဇာက"သူမကိုလိုအပ်နေတာကအဒူဘန်ဆိုတဲ့လူသားဖြစ်တယ်"လို့ပြောပါတယ်။အဒူဘန်ကသူဟာလူတိုင်းရဲ့လေးစားမှုကိုရရှိအောင်သူ့ရဲ့မိသားစုကိုဘယ်သူမှမထိအောင်စူးစမ်းနေတာဖြစ်တယ်လို့ပြောပါတယ်။နာဗီဇာကတော့ သူတို့သားမီးရဲ့လေးစားမှုရောမလိုချင်တော့ဘူးလားသူတို့သားမီးကိုရောမတိုးထီတော့ဘူးလားလို့မေးပါရီအဲဒီနောက်ပိုင်းမှာတော့သူတို့မိသားစု၃ယောက်သားကပလီလေးပါရီသွားဖျားသွားចောင်းတဲ့အတူတူမခွဲပဲပျော်ရွှင်ခဲ့ကြပါရီခါနာကာတာရဲ့ရေစကန်မှုကတော့သူ့ရဲ့စုံစမ်းတွေးရှိမှုအရာဒီမှုမှာပါဝင်ပတ်သက်နေသူ23ယောက်ရဲ့နာမည်တွေကိုရရှိခဲ့တယ်လို့လွှတ်တော်အမတ်ကပြောပြပါရီရေစကန်မှုကဒဇေကောင်းစာချုပ်တွေနောက်ကိုလိုက်ရင်နဲ့ဒဇေကောင်းစာချုပ်အတုတွေထုတ်လုပ်နေတဲ့အဒူပိုင်နဲ့တခြား22ယောက်ရဲ့နာမည်တွေကိုရရှိခဲ့တာဖြစ်တယ်လို့လွှတ်တော်အမတ်ကပြောပြပါရီ ဒါမှမဟုတ်အဲ့ဒီကိစ္စမစုံစမ်းခင်မှာပဲအဲ့ဒီမှုတွေကနေပြီးတော့သူ့ကိုဖယ်ထုတ်လိုက်ခြင်းခံခဲ့ရတယ်လို့အဲ့ဒီရေးမှုကပြောပြနေပါတယ်လွှတ်တော်မှတ်ကတော့သတင်းစာရှင်းလင်းပွဲတစ်ခုလုပ်ပြီးတော့အားလုံးချပြပါတယ်ဒါရီအားလုံးစုံစမ်းစစ်ဆေးသူကတော့ဒါရီအားလုံးကိုစုံစမ်းသူကတော့ခါနာကာတာယက်စကန်မူရာရှနီကန်ဖြစ်တယ်လို့လည်းကြေညာလိုက်ပါတယ်လွှတ်တော်မှတ်ကပဲဆက်လက်ပြီးတော့ဒဇင်ကောင်းအမှုမှာပါတဲ့သူတွေကိုချက်ချင်းမဖမ်းနိုင်ရင်သူ့ကိုယ်သူမီးရှို့ပစ်မယ်လို့ပြောတာသူ့ကိုယ်သူဓာတ်ဆီနဲ့လောင်းနေရကြောင်းမလို့အားလုံးကဝိုင်းဆွဲလိုက်ရပါတယ် စာသုံးလုံးကမတန် DBG ကခွေးတွေကိုမမိသေးဘူးလားလို့သူ့ရဲ့အရာရှိတွေကိုမေးပါတယ်။အဒူပိုင်ဆိုတဲ့လူကိုခြေရာခံမိပြီလားလို့မေးလိုက်တဲ့အခါမှာတော့ရေရာရှိကခြေရာခံလို့မရကြောင်းပြောပါတယ်။အဲဒီနောက်မှာတော့ရေရာရှိကဝင်းကြီးချုပ်စီကိုသွားပြီးတော့အဒူပိုင်ကာကွယ်ပေးဖို့ဂရီရှိကြောင်းပြောပေမယ့်ဝင်းကြီးချုပ်ကတော့နိုင်ငံရေးမှာဂရီကဝတ်အပေးယူရေးဆိုတာကဖြုတ်လိုက်တက်လိုက်ပဲလို့ပြောပါတယ်။အခက်ခဲတွေကိုကြုံတွေ့လာရတဲ့အဒူပိုင်ကဘာသာရေးတွေကိုဆွတ်ဆက်လုပ်နေပြီးတော့ကေဒင်းရှင်ကိုမျှော်လင့်နေပါတယ်။ရေရီကလည်းသတင်းရတဲ့ဘလီဝက်ကျောင်းနေတဲ့မှာအဒူပိုင်ကိုလိုက်လံရှာဖွေကြပါတယ်။ ရဲဝင်နဲ့ငါဝစ်ပြုတ်နေတဲ့အတူပိုင်ကိုဖမ်းဆီးခေါ်ဆောင်သွားပါရီနာဗီဇာနဲ့ဇီယာကလည်းအနောက်ကနေအပြေးလေးလိုက်ခဲ့ကြပါရီရဲတွေကလည်းအတူပိုင်ကိုဝင်းကြီးတုတ်ရာဂျက်စီကိုခေါ်ဆောင်သွားပါရီအတူပိုင်ကတန်း150ပေးထားပြီးတော့သူနဲ့သူ့ရဲ့ညီကိုစောင့်ရှောက်ပေးဖို့ဂရီပေးထားတာကိုဂရီဖြတ်တယ်လို့ပြောပါရီရာဂျက်ကလည်းသူ့မှာရွေးချယ်စရာမရှိတော့တာအကြောင်းလို့သာပြန်ပြောပါရီဆက်ပြီးတော့သူ့အတွက်အချိန်မရှိတာအကြောင်းမလို့ခွင့်လွှတ်ပေးဖို့တောင်းဆိုပါရီအဲ့တော့အတူပိုင်ကလေသူ့ရဲ့မိသားစုရှိမှသူ့အဆက်ခွဲရမလားဆိုပြီးတော့ဒေါသထွက်နေပါပြီ ရာဇရှိကလည်းစေအေးထားဖို့နဲ့ဒါရီကနိုင်ငံရေးလှည့်ကွက်တစ်ခုဖြစ်တယ်လို့အဒူဘန်ပြောပါရီအခုချိန်တွေကပါတီဥက္ကရာရောသူရောဘာမှမတတ်နိုင်တော့တဲ့အခြေအနေဖြစ်နေရကြောင်းသာဖြစ်တယ်လို့ပြောပါရီအဒူဘန်ကလည်းရာဇရှိတို့လိုမျိုးဂုတ်သွေးစုံနေတဲ့သူတွေကသူတို့တာမန်လူတွေကိုလိန်နေကြမဟုတ်လားလို့ပြောပါရီရာဇရှိက "तू ကလိန်နေရမဟုတ်ကြောင်းနဲ့အဒူဘန်ကအထဲကိုရက်ပေါင်း60လောက်သွားပြီးတော့အပန်းဖြေလိုက်ုံနဲ့ကိစ္စရီအလုံးပြီးသွားပြီလို့ဖြောင်းပြပါရီအဲ့ဒီရက်ပိုင်းမှာအာမခံနဲ့ထွက်လာခဲ့ရင်မကြင်မတတ်ဖြစ်နေတဲ့လူတွေအားလုံးကလည်းစိတ်ပြေသွားပါလိမ့်မယ်လို့ပြောပါရီ အဲ့ဒီခါမှာကိုလုတ်ကိုအသာလေးပြန်လုပ်နေဦးမယ်လို့ရာဂျစ်ရှီကပြောပါတယ်အဲ့လိုနဲ့သူတို့ကဗလီတဲကနေပြီးတော့အတူပိုင်းကိုဆွဲယူဖန်စီခေါ်ဆောင်သွားင်းနဲ့ဒီပိုင်းလေးကလေးပြီးဆုံးလို့သွားခဲ့ပါတယ်